ကြီးမားတဲ့เจ้าแม่ဖွဲ့ကောင်းလောက်အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မင်းများအေးသဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို ေးစစ်စစ်ပဲဖြေကြတယ်အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၃မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ်မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ် ဘာကြောင့်ငရေနှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်းရှင်းမျိုးရှိတယ်အဲ့ဒီအကြောင်းရှင်းမျိုးတွေကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်းရှင်းမျိုးကိုမြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာ တဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတယ်။တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကို ပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်။အယံမဟာပထဝီဥဒကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်။နော်။ကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါ ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေအဝီစီတွင်းနေတူးတယ်ဆိုမြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာ the planet ခေါ်တာကဘာဂျုံလို့အဲ့ဒီကဘာဂျုံကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ယံကမြင်နေရတဲ့လာကြီးလိုပဲ အဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရ။အရင်ကလာကဘာပေါ်ကနေပြီးတော့ကဘာပြေးကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပဲမြင်နေရတာ။လာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲဝန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာဂတအလွန်ကျယ်ဝန်းတဲ့ space ကြီးထဲမှာဒီလိုပုံမှန်တဏ္ဍာရီရှိတယ် ကဘာမြေကြီးဟာကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မဲ့စဉ်းစားခန်းစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေတူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကြည့်လိုက်ရင်ကိုဟာဆက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေဆက်ဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိအေး ခန္ဓာလမ်းရောက်သွားလို့ရှင်ကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင်ကြည့်လိုက်လို့ရှင်ဒဲအိုးကြီးမှောက်ထားတယ်လို့မိုးပြဲတဲ့ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲဘူမှာရောက်နေတာအဲ့ဒါကိုကြည်ချင်းအဖြစ်ကဘာမြေကြီးကကောင်းကင်ရံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလဲထင်ရှားတယ်ပေါ့ကဘာတီထားပုံကော စာပေကျမ်းကမှဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်။ရသော်ဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ်။တဘာဝတရားကဖန်ဆင်းတဘာဝတရားကြောင့်ဖြစ်လာ။ကဘာကြီးပြန်တည်ဆောက်ဖို့ ကဘာပြူမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးရဲ့ရန်ထားသည့်အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုလဲလို့ဖြစ်လာမိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားသည့်အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေချပြီးတော့မသွားဘူးဒီကောင်းကင်ရန်ကြီးထဲမှာပဲမိုးပေါက်ကြီးဟာရှိ မိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည့်လေ ရင်လေးကိုအဆက်ချကြည့်အလုံးဝအဝိုင်းမဲ့ဖြစ်မှာပဲဘဝကျင်လေထုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာများလာဖြစ်တယ်တခါတုန်းကစင်ကာပူကလာတဲ့ကလေးလေးဒီကဆယ်နှစ်သားလောက်ရှိသေးတယ်စာရိတ္တာဖတ်တယ်သူကစာရိဘုန်းကြီးတို့စီကိုရင်ဝုတ်ပြီးတော့ရက်တူနေသွားပြီး သူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကဗမာစကားမပြောတတ်ဘူးသူမိဘတွေကတော့ဗမာပြည်အနှွဲတွေဗမာစကားပြောတတ်တယ်သူကပါမေးတော့ဆို who create the world ကဘာကြီးကိုဘသူဖန်ဆင်းတာတော့ဆိုသူကမေးဘုန်းကြီးကလည်းသူနားလည်အောင်ပြောလိုက်တယ် nature create သဘာဝကဖန်ဆင်းတာလို့အေးတခြားဘာသာတွေကြတော့ သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့အေးကဘာကြီးကိုဖန်ဆင်းတာဟာနေချာပဲနေချာဆိုတာယာတိဥဒ္ဓ